ဆိုးရွားလာတဲ့ကျန်းမာရေးအခြေအနေကြောင့်အရေးပေါ်ဈေးရုံတင်လာရတဲ့တရုတ်ဆောင်ဒိန်းတောင်မင်္ဂလာပါပရိသတ်ကြီးရင်လူရှင်တော်တယောက်အနေနဲ့အနုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့တရုတ်ဆောင်တယောက်အနေနဲ့ပါဇက်ကားတွေစက်တိုက်ရိုက်ကူးခဲ့တဲ့တရုတ်ဆောင်ဒိန်းတောင်ကတော့အခုလက်တလောမှာတော့ပရိသတ်တွေရဲ့အားပေးမှုကိုအနည်းငယ်သာရရှိနေတာကြောင့်အနုပညာလှူရှားမှုတွေမရှိသလောက်နေပါနေတာလည်းဖြစ်ပါတယ်အခုလက်တလောမှာပြည်သက်တွေမျက်စိရှိကနေပြောက်ွယ်နေခဲ့တဲ့ တရုတ်ဆောင်ဒိန်းနောင်ကဈမရေးဆိုရတဲ့အခြေအနေတစ်ခုကိုရောက်ရှိနေတာဖြစ်ပြီးအရေးပေါ်ဆေးရုံတင်ထားရတယ်လို့လည်းနှိဆက်သူတွေကပြောလာခဲ့တာဖြစ်ပါတယ်တရုတ်ဆောင်ဒိန်းနောင်ရဲ့ဟာသာရုပ်ရှင်ဇာတ်ကားတွေဥတက်အောင်ရည်ရတဲ့အငိမ့်ဟာသာတွေကိုတော့ပြည်သက်တွေကစိုက်နှစ်သက်ခဲ့ကြပါမိမယ်အခုနောက်ပိုင်းမှာတော့ပြည်သက်တွေကမျက်မှုန်းကျိုးခဲ့ကြတာလေးဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဈမရေးအခြေအနေတစ်ခုကြောင့်ဆေးရုံတက်နေရတဲ့တရုတ်ဆောင်ဒိန်းနောင်တယောက်အမြန်ဆုံးနေကောင်းကျမ်းမာစေဖို့အတွက် ရိတ်သက်ကြီးကဆူတောင်းမြတ်တာပို့သပေးခဲ့ကြပါအောင်ရှင်